ဒေါ်ဆန်းစုကြည်အတွက်ရေးသားထားတဲ့စာသက်ဆောင်ကိုပြည်သည်သမ္မတအီမန်နျူရယ်မက်ဂရွန်ကဒေါ်ဆန်းစုကြည်ရဲ့သားဖြစ်သူကိုထိန်လင်းစီကိုပေးပို့ခဲ့တယ်လို့ကိုထိန်လင်းကသူ့ရဲ့လူမှုကွန်ရက်အကောင့်မှာရေးသားထားပါတယ်ပြည်ထောင်နိုင်ငံခြားရေးဝန်ကြီးဌာနမြန်မာအထူးကိုယ်စားလှယ်ကဒီစာကို Kim Eric ခေါ်ကိုထိန်လင်းစီကိုယူလာပေးတာလို့ဆိုပါတယ် ပြည်သူ့တမတာကပြီးပို့ရစာထဲမှာတော့ဒေါ်စင်စုကြည်ရဲ့ကျဲမာရေးကိုစိုးရိပ်ပူပန်တယ်လို့យေတာထားပြီးနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်စင်စုကြည်တမတာဦးဝင်းမြတ်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေလူမျိုးဖို့ဆက်လက်တောင်းဆိုနေတယ်လို့ဖော်ပြထားပါတယ်မကြသေးခင်ကတော့ဒေါ်စန်စုကြည်ရဲ့သားဖြစ်တဲ့ကိုထိန်လင်းကမိခင်ဖြစ်သူဒေါ်စန်စုကြည်ကျမကြီးအတွက်အလွန်အမင်းစိုးရိမ်ပူပန်ကြောင်းနဲ့သူ့ကိုပြန်လွတ်ပေးဖို့စီယုံလုံးဆော်မှုတွေလှောက်ဆောင်ခဲ့ပါတယ်။ နိုင်ငံတကာအစိုးရတွေနဲ့လူအခွင့်ရေးအဖွဲ့အစည်းတွေကဒေါ်စန်းစုကြည်တမဒါဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးဖို့အကြိမ်ကြိမ်တိုက်တွန်းပြောဆိုနေပေမဲ့မြန်မာစစ်ကောင်မရှင်ကတော့သူတို့ထိတ်သိမ်းထားတဲ့နေရာကိုတော့ထုတ်မပြောဘဲလျှို့ဝှက်ထားခဲ့ပါတယ်။